အခန်း73စေနာမာတာထောင်ကိုဖောက်ချင်းအမောင်ကန်းနေ28ရက်ကြာနေရပြီနော်ကျွန်တော်ကိုထောင်ပိုင်ကြီးရုံးကန်းတို့လာခေါ်ထုတ်သွား၏လူမဆာနမအုပ်ဆိုရမည်အပြင်မှကျွန်တော်ရဲဘော်များစ조사၍အေးခွင့်ရေးကိုရသည်မဟုတ်ပါအမောင်ကန်းနေတွင်ပြည်တန်ခံရသောအကျဉ်းသားတယောက်ကျွန်တော်ရောက်ပြီး၃ဘက်အကြာတွင်လွတ်သွား၏ထိုအကျဉ်းသားကသူ့အမေထောင်ဝင်စာလာတွေ့သောအခါတွင်ဘယ်ဂျီယန်ကောင်စီဝင်အားကျွန်တော်ကိစ္စကိုသွားတိုင်ပြန်သူ့အမေကိုပြော၏ ထို့သောသူပြောခိုင်းရသည်မှာဘယ်ဂျန်ကောင်ဆွေဝင်ကဘယ်ဂျန်ကျင်းသားတယောက်အားထောင်၌လာတွေ့သည်ကိုတကြိမ်ကသူတွေ့ဘူးသည့်အတွက်ဖြစ်၏ထောင်ပိုင်းကြီးရုံးကရောက်လျင်ထောင်ပိုင်းကြီးကကျွန်တော်ကိုမေး၏မင်းပြင်းတဲ့မဟုတ်လားဘာကြောင့်မင်းနဲ့မဆိုင်နဲ့ဘယ်ဂျန်ကောင်ဆွေဝင်ရုံးကိုအကူအညီတောင်းရတာလဲထောင်ပိုင်းကြီးနှင့်မလန်မကန်တွေမျက်နှာပြူတယောက်ထိုင်နေ၏သူပေါင်းပေါ်တွင်တရေအိတ်တစ်လုံးကိုတင်ထား၏အသက်မှာ50ခန့်ရှိလေပြီကျင်နာတတ်သည့်သူတော်ကောင်းများ၏လက္ခဏာများလဲသူမျက်နှာတွင်အထင်ရှားပေါ်နေ၏အချိန်လေးကိုကျွန်တော်ချက်ချင်းရိပ်မိ၏ ခဏကိုကျွန်တော်ပြင်းတက်လို့ဘာလို့ပြောတယ်လဲမဲမဲပြောနေမဟုတ်လားကျွန်တော်ပြင်းတက်တဲ့ကြောင့်ကပြေးလာတာလို့ပဲခင်ဗျားကိုပြောခဲ့ပါတယ်ကျွန်တော်ပြင်းတက်လို့မျိုးပါလို့မပြောခဲ့ဘူးပါဘူးကျွန်တော်ဘယ်ဂျီယန်လူမျိုးပါဂိုင်းထောင်ပိုင်းကြီးကြားပြီမဟုတ်လားဒီအချင်းသားကဘယ်ဂျီယန်လူမျိုးဆိုတော့သူ့ကိုစောင်းချောက်ဖို့ကူညီဖို့ဆိုရာရကျွန်တော်ရဲ့တာဝန်တွေပါဘယ်ဂျီယန်ကောင်စီဝင်ကအောင်နိုင်သူကြီးမျက်နှာဖြင့်ထောင်ပိုင်းကြီးကိုဝင်ပြောလိုက်ဤထောင်ပိုင်းကမကျေနပ်သေးမင်းဘာလိုမျိုးပဲဖြစ်ဖြစ်မင်းကျူလုံးနဲ့ပြစ်မှုတွေအတွက်ပြစ်ဒဏ်ကတော့ဘလို့မှတတ်တာသွားစရာမရှိပါဘူး ကျွန်တော်ခင်ဗျားတို့နိုင်ငံပိုင်နယ်နိမိတ်ထဲမှာဗာကြီးလေးတဲ့ပြည်မှုမှမကျွလွန်ဘူးဘူးထောင်ကားထွက်ပြေးတဲ့ပြည်မှုတစ်ခုပဲရှိတယ်လူတယောက်အနေနဲ့သူ့ကိုချုံနောင်ထားတဲ့အကျဉ်းဆောင်ကလွမြောက်ဖို့ကြိုးစားတာဘာမှအထူးအပြစ်ဖို့ဖို့ကောင်းတဲ့ပြည်မှုမဟုတ်ဘူး gain gain မင်းနဲ့လည်းဘာမှဖက်ပြီးမငင်းနေချင်ပါဘူးကောင်းစေဝင်မင်းခင်ဗျာဒီအကျဉ်းသားကိုသူ့အဖို့တခြားအကျဉ်းသားတွေနေတဲ့အကျဉ်းခန်းကိုကိုပဲကျွန်တော်ပို့ပေးမယ်ဒါပေမဲ့စောစောကပဲရှင်းအောင်ကျွန်တော်ပြောထားမယ်နောက်တစ်ခါဒီကောင်ထောင်ပေါက်ပြင်းမဲ့အရေးလက္ခဏာတစ်ခုခုကိုလောက်တာနဲ့ချက်ချင်းအမောင်းတိုက်ထည့်ပြန်ပို့မယ် ဲ့ဒီခါမှာတော့ကျွန်တော်တို့ဘာမှမတတ်ညာနိုင်တော့ဘူးကျွန်တော်ကိုကျွန်တော်ရဲဘော်များရှိသောအချင်းကန်းတို့ပြန်ပို့ဤမပို့မီဘယ်ကျန်ကောင်းဆွေဝင်ကိုကျေးဇူးတင်ကြောင်းပြင်တဲ့စကားဖြင့်ကျွန်တော်လမ်းပြောလိုက်ဤကောင်းဆွေဝင်လဲကဲပြီးတာပြီပြီနောက်တစ်ခါထောင်ပိုင်ကြီးတွေစိတ်ကြိုက်ဖြစ်အောင်နေပေးလိုက်ပေါ့ဗျာကျွန်တော်လည်းအချင်းအားရတိုင်းမကြာခဏလာတွေ့ပါမယ်အခန်းပြန်ရောက်ရင်ကျွန်တော်ရဲဘော်အားလုံးအံ့ဩနေဤဖမားကိုကလည်းနန်းလာပါလားအဝိတွေတော့မဟုတ်ဘူးအသားတွေပါနေနေရတဲ့နေမန်ဒီကျွန်တော်အဝိများတောင်မဟုတ်အသားများပါမခံမရနိုင်အောင်ကြွက်သေးလို့နဲ့ဆိုနေသည် ကျွန်တော်တကူလုံးရှိအဝေးများကိုချုပ်လိုက်၏ကျွန်တော်ရဲဘော်များကအဝေးဟောင်းများကိုအချုပ်ခန်းအပြင်သို့ချက်ချင်းပို့လိုက်၏ကျွန်တော်ခနာကိုတကူလုံးမှာကြောက်ကြိုက်ထားသည့်ဒဏ်ရာတန်းချံများနှင့်အရာစရာမရှိအောင်ပြင်နေ၏မြင်မကောင်းအောင်ရှိကျွန်တော်ပြန်ရောက်လာ၍ဝမ်းစာနေကြသောကျွန်တော်ရဲဘော်များပင်ကျွန်တော်ဒဏ်ရာများကိုမြင်လျင်ချက်ချင်းမျက်နှာပြတ်သွားကြ၏အချုပ်ခန်းတကားဖွင့်ခြင်းရောက်သည့်နေ့ရေချုပ်ခန်းရှိရာသို့ကျွန်တော်ကိုတုံးလုံးလျှောက်သွား၏ကလောစီကအဝေးသင်များကိုကင်ပြီးမာဂျူရကဆက်ပြတဲ့တုံးကိုကင်၍နောက်မှလိုက်လာ၏ ရေတုံကရောက်တည်နေရေသုံးပုံလောင်းပြီးဆက်ပြတိုက်ဤဂျေးများမှာကြောက်စရာကောင်းအောင်အလေးလိုက်အလေးလိုက်ထွက်လာဤအချိန်တန်ကြာသည့်အထိတကူလုံးရှိဂျေးများကိုချွေရမကုန်နိုင်ပါနောက်သဘင်ညာသမားရောက်လာဤသဘင်ညာသမားကကျွန်တော်ကိုကရုံးရဲ့ရံပြင်စင်ကျွန်တော်အိပ်မခံကရုံးတော့မရေးနဲ့ကျွန်တော်ကိုရိုးရိုးနှခုစေပင်ပုံမဲ့ပြန်ညက်ပေးခမားကိုပဆန့်ပေးမယ်ဘလောက်ပေးမလဲတပိဆိုဒီမှာခမားအကောင်းဆုံးဖြစ်အောင်ညက်ကြောက်ကလည်းခမားကိုနှစ်ပိဆိုထပ်ပေးအောင်မယ်မာဂျူရကဝင်ပြောလိုက်ခြင်းဖြစ် အခန်းတို့ပြန်ရောက်တဲ့နေ့ကျွန်တော်ရဲပေါ်များကအမောင်းတိုက်အကြောင်းကိုမေးပြီးမဆုံးတော့ပါရေတက်ချိန်မှာအခန်းထဲရေဘလောက်ပြည်လာသလဲရွက်တွေဝင်လာရင်ဘလို့တိုက်ပွဲဆင်ရသလဲဘွားတွေထဲမှာဘလို့ပြောအောင်အိပ်ရသလဲအကျဉ်းသားတွေကကိုကိုကိုတတ်တည်သူဘယ်နှယောက်ရှိသလဲမေကွန်ပေါင်း16000ဖြစ်ဤယနေ့ပြောင်းခွင့်ရသောကျွန်တော်ရဲပေါ်များနေသည့်အချိန်ကမှကျွန်တော်တွေ့ရနန်းတော်ကြီးတစ်ခုမြစီးစဉ်ရှိလာပြီးစပိန်စကားကိုပုံမကျွမ်းကျင်မှုရှိရန်အတွက်ကျွန်တော်တို့ချင်းချင်းစပိန်ဘာသာဖြင့်စကားပြောဆို၏ အနည်းအပါးမှာအခြားကိုလံပီးယားကျင်းသားများထောင်ဝါရများထံမှလေးအခွင့်အာဏာစပိန်စကားကိုလေ့လာ၏ရဲဘော်များနေသောအခန်း၌ကျွန်တော်အတွက်တခုတည်းသောပြဿနာမှာညာ9နာရီတွင်အေးရခြင်းဖြစ်၏အေးရဝင်ရသည့်အချိန်မှာဆော်လွနေသည်ကျွန်တော်တို့အထောင်ပေါပြေးရန်စီမံကိန်းတည့်ရေးဆွဲရမည့်အချိန်မှာနည်းလွနေသည်ကျွန်တော်၏အစိတ်လူများနှစ်ခုကိုစစ်ဆေးကြည့်မူလာအတိုင်းပင်လက်ရမပြတ်ပြန်တွေးရ၏ကိုကိန်းရွက်နှစ်ရွက်မှလည်းမူလာအတိုင်းရှိကျွန်တော်ရဲဘော်များရှိတွင်ကိုကိန်းရွက်တစ်ရွက်ကိုကျွန်တော်ယူရဝါလိုက်၏ဒါပါရွက်လေ ကိုကိန်းအစီထုတ်တဲ့အရွက်လေဒီအရွက်ဝါထားရင်အမောသိခံနိုင်တယ်ဟုတ်ရဲ့လားမြေဝင်စမ်းကြည့်ပါလားဝါလိုက်တာနဲ့နှခမ်းနဲ့ရှာရီထူလာတယ်လို့ခံစားရမယ်ဩကလုစီခမားပီဆိုငွေတွေကိုဘလို့ကြံပြီးဖန်ထားတာလေပါလာရဲ့ပြင်သိငွေတချို့ကိုရိုင်ယိုဟာတီထောင်မှာကလေးကခိုးလဲထားတာငွေလဲရတာဒီမှာပြဿနာမဟုတ်ဘူးပြောင်းလို့နေကြတာပဲကျွန်တော်မှလူရိုင်းတွေကောင်းဆောင်လက်ဆောင်ပေးလိုက်တဲ့ပီဆိုရွှေပြား36ပြားရှိတယ်တပြားကိုလဲရင်ပဲပီဆိုငွေ300ရနိုင်တယ်ဒါပေမဲ့ပြဿနာကဒီရွှေပြားတွေအားလုံးထောင်ပိုင်းကြီးလက်ထဲမှာရှိနေတယ် ထောင်ပြောင်းတဲ့နေ့မှာပြန်ပေးမယ်လို့သူပြောတယ်။သူတည်းအဖေးယူမလုပ်ကြည့်ဘူးလား။ဒီလူတွေအားလုံးလူမွဲတွေငွေကျက်နေတဲ့လူတွေကြီးပဲ။မလုပ်ရသေးဘူး။ဘလို့စားလို့မလဲကျန်လို့မရသေးဘူး။ဒါဖြင့်ဝိုင်းကြံကြသေးတာပေါ့။ထိုတနင်္ဂနွေနေ့တွင်ဘယ်ဂျီယန်ကောင်ဆယ်ဝင်တဲ့ဒုတိယအကြိမ်ကျွန်တော်ဆောင်ထွေးခွင့်ရ၏။ထောင်ထဲတွင်ဘယ်ဂျီယန်လူမျိုးတယောက်ရှိပါသည်။မပြောချင်ပါရှင်အမေရိကန်တယောက်နှင့်ပြဿနာပေါ်ပြီးထောင်ထဲရောက်နေခြင်းဖြစ်၏။ဘယ်ဂျီယန်ကောင်ဆယ်ဝင်ကကျွန်တော်တို့အားလုံးကိုဘယ်ဂျီယန်လူမျိုးများဖြစ်အခြေအနေအရမှတ်ပုံတင်ထားရန်ပုံစံများထုတ်ပေးပြီ ူတက်နိုင်သမျှအကူအညီပေးမြို့လဲကတိပေး၏ကျွန်တော်ကကရီယန်တီလာရှင်များအကြောင်း၌ဂိုင်းကျုပ်ကြီးလက်ထဲကျန်ခဲ့သောပလဲများအကြောင်းကိုပြောပြပြီးပြန်ယူနိုင်မည်နည်းများကိုမေးသူကရိုမန်ကက်သလစ်ဂိုင်းဝင်ခရီယန်မဟုတ်ပဲပရိုတက်စတန့်ဂိုင်းဝင်ခရီယန်ဖြစ်နေသဖြင့်တီလာရှင်များနှင့်လုံးဝအဆက်အသွယ်မရှိပါသို့တော်သူနှင့်အနေငယ်ရင်းနှီးသောခရီယန်ဖုန်းတော်ကြီးတစ်ပါးကိုမေးကြည့်ပေးမြို့ဆိုဤထောင်မကြီးလက်တွင်ရှိနေသောပီဆိုရှေ့ပြားများပြဿနာကိုပြောပြလည် ဒီရွှေပြားတွေကိုတော့သူစီကခင်ဗျားလုံးဝမတောင်းတိန်ကောင်းမယ်ခုချိန်မှာသွားတောင်းရင်ဒီလိုခင်ဗျားကိုရန်ပူရှာလိမ့်မယ်အမောင်ကန်းတဲ့ကိုလည်းထပ်ပို့နိုင်တယ်ခင်ဗျားမသေးသေးအောင်လည်းအမျိုးမျိုးကြံစီနိုင်တယ်ဒီရွှေပြားတပြားရဲ့ပေါက်ဆေးကခင်ဗျားတင်သလိုတပြားကိုပြီဆုံးငွေ300မဟုတ်ဘူး950တိတိကိုတန်းတာဒီတော့အားလုံးတန်ဖို့ဘယ်လောက်ရှိလိမ့်မယ်ဆိုတော့ခင်ဗျားခင်ဗျားတွေးကြည့်ဘယ်သူမဆိုဒီရွှေပြားတွေကိုတော့မှတ်နေမှာပဲကောင်းတော့ခင်ဗျားဒီကိစ္စကိုဗာလင်ကွေလီမျိုးကထောင်ကိုရွှေမဲ့မနေရောက်မှကျွန်တော်ရှိမှသူ့ကိုပြောကျွန်တော်အရင်နေ့မနေ့လာခဲ့မယ် ကျွန်တော်ရှိမှဆိုတော့တရားဝင်ပြီးခင်ဗျားကိုလည်းချက်ချင်းရန်ရှာရဲမှာမဟုတ်ဘူး။ဗေဒီယံကောင်းစိတ်ဝင်ပြန်သွားရင်ကျွန်တော်နေ့မျက်နှာတမ်းမိနေတော့အလောဘလာကောင်းသည့်လူမဲကပ်ပလီအကျဉ်းသားတယောက်ကိုထောင်မှာပြေးလင်းအတူလိုက်နိုင်မလိုက်နိုင်ကိုအဖော်ညှိကြည့်ဟာဒီကြောင်တော့ကျွန်တော်ကလာမပြောနဲ့ခင်ဗျာခင်ဗျားအကြံပါတခုခုခြေကျော်လက်ချုံမသွားတာနဲ့လှလာကြီးအမျိုးမျိုးအငင်းခံရပြီးဒေဖို့သားဖြစ်တော့အမောင်တဲ့ရဲ့အရသာကိုခင်ဗျားလေးလက်ထွေကြုံပူးပြီးပဲဗာလင်ကွေလေးထောင်ကိုရောက်တဲ့အထိတော့ခင်ဗျားတီးခံပြီးအချိန်ဆောင်ပါဟိုထောင်ရောက်မှအကြံပါ ဒီမှာချန်ရင်ကိုကိုကိုတတ်တယ်ဖို့ကြိုးစားရတယ်ဘာမှမထူဘူးကိုလံဘီယာတနိုင်ငံလုံးမှာအမောင်တိုက်ဟာကိုဒီထောင်တစ်ခုမှပဲရှိတယ်ဒါပေမဲ့အခုဒီထောင်ကနေရန်တွေကထောင်ကြီးတွေကနေရန်တွေလို့မမြင်ဘူးကြော်ဖို့ပိုလွယ်တယ်မဟုတ်လားဒီမှာရဲဘော်ကြီးကျွန်တော်ကိုဒီအကြောင်းတော့ဘယ်တော့မှလာမတိုင်မမှာနဲ့ဗျာကျွန်တော်အမေကိုတတ်ဆိုရင်ကျွန်တော်တတ်မယ်ဒီထောင်ကပြေဖို့အချိန်မှတော့မပါဘူးနောက်ထပ်ဘသူကများထောင်ပေးမိအချိန်တွင်ဖုံမကြီးတော့ပါထိုညနေတွင်ကျွန်တော်တို့အချုပ်ခန်းဒီမှာဖျက်လျှောက်လာတော့ထောင်ပိုင်ကြီးနဲ့ကျွန်တော်မမျှော်လေးပဲမျက်နှာချင်းဆိုင်ဆုံးဘလို့လဲမင်းအစဉ်ပြေရဲ့လာ ပြပါရင်ဒါပေမဲ့ထောင်ပိုင်းကြီးစီမှာအပ်ထားတဲ့ပြီးဆိုရွှေပြားတွေပြန်ရရင်ပို့အဆင်ပြေပါမယ်။ဘာအတွက်လိုချင်တာလဲ။ရှင်းနေတွေပါလို့လဲငားနိုင်မယ်မဟုတ်လား။လာလာမင်းငားခန်းခဏလိုက်ခဲ့အောင်။ကျွန်တော်ထောင်ပိုင်းကြီးနောက်မှလိုက်သွား၏။သူရုံးကန်းထဲနိုင်ကျွန်တော်တို့နှစ်ယောက်တည်းရှိကြခြင်းတွေ။မင်းကိုစပိန်စကားတစ်လုံးချင်းငားပြောရင်မင်းနားလည်မယ်မဟုတ်လား။ဟုတ်ကဲ့နားလေပါလေ။မင်းငားလက်ထဲအပ်ထားတဲ့ပြီးဆိုရွှေပြား26ပြားကိုရောင်းနေသလား။26ပြားမဟုတ်ဘူးခင်ဗျာ36ပြားပါ။ အေးအေးဒုံးဆက်ချောက်ပြပါငါမသားလို့မင်းဒီရွှေပြားတွေရောင်းပြီးရင်ရှင်းနေငားကျင်လို့မဟုတ်လားဒီရွှေပြားငားလက်ထဲမှာရှိနေတယ်ဆိုတော့မင်းနဲ့ငါနဲ့နေရာတွေသိရနော်မဟုတ်ပါဘူးခင်ဗျာတကြက်ကြီးလည်းသိရကျွန်တော်ကိုဒီလားရှင်ချောင်းမာလာဖန်နေရဲမူရံငားရောက်လည်းသိတယ်လက်ထောက်ထောင်ပိုင်းကြီးလည်းသိရနာဘယ်ဂျီယန်ကောင်းစစ်ဝင်လည်းသိနေပါရခင်ဗျာအင်းကောင်းပါတယ်လူများများသိနေပြီဆိုတော့တို့အားလုံးရှင်မှာပြောင်ပြောင်ရှင်းရှင်းလောက်ကိုင်းနေတာပေါ့မင်းလည်းမင်းပေါ်ငါးစေတနာဘယ်လောက်ထားတယ်ဆိုတော့သိမှာပေါ့ ရဲတကံမှုကဒီရွှေငွေတွေကိုခိုးမှုတစ်ခုနဲ့မတင်ငါလို့တောင်းနေရကြပြီငါကတမင်မပို့သေးပဲဆွဲထားတာထောင်မကြီးပို့ခြင်းလဲပို့ပါခင်ဗျာဒီရွှေရင်းကားတွေကကျွန်တော်ခိုးလာတာမဟုတ်ပါဘူးကြည့်တယ်လို့စုံကန်းနိုင်ပါလေထားပါတော့ကဲလူရင်းကိုပဲပြောကြရအောင်မင်းဒီရွှေရင်းကားတွေကိုရောင်းနေတယ်ဟုတ်လားဟုတ်ကဲ့ငါရောင်းပေးရမလားရောင်းပါခင်ဗျာဘယ်နှုံးရမှာလဲနှုံးဟုတ်လားထုံးစံတိုင်းပေါ့တပြားကိုပြီးဆိုတရားရမယ်မင်းကိုတစ်ခါရောင်းဖို့ထုတ်ပေးတိုင်းသုံးများထုတ်ပေးမယ်သုံးများရောင်းပြီးတိုင်းငါအတွက်ကပြီးဆိုတရားဟုတ်လား ဒီလိုတော့မလုပ်ပါနဲ့ခင်ဗျာကျွန်တော်ကိုတစ်ချိန်ထုတ်ပေးရင်ဆယ်ပြားထုတ်ပေးပါနှုံးကတော့ဝယ်သူနဲ့ကျွန်တော်တွေ့ပြီးဆုံးဖြစ်မယ်ထောင်မကြီးအတွက်ကိုတော့တစ်ခါရောင်းပြီးတိုင်းပြီးဆုံးွေတရာမဟုတ်ပါဘူး200ပေးမယ်ဟမ်ကို့လူကတဲပါပါလားဒီမှာမင်းကရှင်းရှင်းပဲပြောမယ်မင်းဝယ်သူကိုတိုင်းတွေ့ပြီးရောင်းချင်ရင်50 50စီပဲဒါထက်တော့ငါမလျော်ပေးနိုင်ဘူးကျွန်တော်ကလည်းကျွန်တော်ရဲ့နောက်ဆုံးသဘောကိုအပြတ်ပြောမယ်မနေ့ပြန်ဝယ်သူနဲ့ခင်ဗျားကျွန်တော်ကိုစုံပြီးကျွန်တော်စိတ်ကြရောက်မယ်။တပြားပေါ်မှာပြီးစုံငွေ350ထပ်ပိုရတဲ့ငွေကုန်ခင်ဗျားယူ။ ။နောက်ရွှေပြားတွေကိုခွဲမရောဘူး36ပြားလုံးတခါလေးရောက်မယ်။မင်းငွေတွေလောက်များကြီးပါတွက်လို့ကျင်တာလေ။ဘယ်မှာသွားထားမလဲ။ဒါကကျွန်တော်ပြဿနာလေးဗျာ။ခမပြဿနာမဟုတ်ဘူး။မနေ့ပြန်ဒီငွေချေတဲ့အချိန်မှာဘယ်ဂျီယန်ကောင်စစ်ဝင်လဲရှိနေပါသေး။ကျွန်တော်ငွေအားလုံးရှင်းနေကိစ္စဆောင်ရွက်ဖို့ဘယ်ဂျီယန်ကောင်စစ်ဝင်ကိုတခါလေးအပ်လိုက်မယ်။ဟာတက်တယ်တွေပါရှိမှတော့ငါရောက်ဝင်မလုပ်ဘူး။ဒီအတွက်လေခမားစီပြဿနာတက်လာမှာကိုခမားဘာမှမပူနဲ့ကျွန်တော်ဒီရောင်းဝယ်အားလုံးကိုကျွန်တော်သဘောနဲ့ကျွန်တော်ဆန္ဒအတိုင်းလောက်တာပါဆိုပြီးအတီလင်းဂရိစာချုပ်ချုပ်ပြီးခမားကိုပေးထားမယ် နောက်တစ်ခုကဒေရွှေတင်းကအယောင်ဝကိစ္စအောင်မြင်ပြီးသွားပြီဆိုရင် နောက်ခမားအတွက်အလားတူအကျိုးရှိမဲ့ကိစ္စတစ်ခုကိုလည်းကျွန်တော်ဆက်ဆောင်ရအောင်မယ်။နောက်ကိစ္စသိရှိသေးတယ်ဟုတ်လား။ထောင်မကြီးမျက်နှာမှာရုပ်ချီးပြန်ဝင်လာသွား။ဟုတ်ကဲ့။ဘာကိစ္စလဲ။ဒါရောအခုခမားကိုကျွန်တော်မပြောနိုင်သေးဘူး။မနေ့ပြန်ကိစ္စပြီးပြန်မှာပဲကျွန်တော်ဆက်ပြောပြရစီ။ထိုနေ့ကထောင်မကြီးနဲ့ကျွန်တော်ဆွေးနွေးမှုမှာအချိန်တန်ကြာသွား၏။ကျွန်တော်ထောင်မကြီးခန်းမှာပြန်ထွက်လာချိန်၌ထောင်မိတ်ချိန်ပြန်ရောက်ရနေလိမ့်မည်။အခန်းပြန်ရောက်လေကျွန်တော်ရဲဘော်များကထောင်ပိုင်းကြီးနဲ့ဆွေးနွေးခဲ့သည့်ဆွေးနွေးချက်များကိုအသေးစိတ်ပြန်မိ ကျွန်တော်ကအကြောင်းစုံပြန်ပြောပြလိုက်။ဖြုံညတွင်ကျွန်တော်အိမပြောပါအတွေးမျိုးစုံဖြင့်ကောင်းတဲ့အလုံးများနေဗြဟ္မစင်းတို့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးမနေ့ပြန်ရောင်းဝယ်ဖြစ်လင်းထောင်ပိုင်းကြီးမှာယနေ့ထက်ပိုချေနေမည်ဖြစ်ပြီးဆိုရှင်တွေက36ပြားဤတန်ဖိုးငွေမှာနေလာတည်ငွေမဟုတ်ပါကျွန်တော်ဆော်အတွင်း၌ပြင်သစ်မှထည့်လာခဲ့သောအဆောင်ငွေများလည်းရှိသေးဒီငွေတစ်ခုပေါင်းပြီးထောင်ပိုင်းကြီးကိုလက်ထုံးပြီးဒီမိုစေးရောက်တည်အထိပို့ခိုင်းပြီးဒီမိုဂျုံတစည်းပေါ်တက်ပြီးလုံမြောက်ရနေမည်တို့အကြောင်းပြေးမည်ဖြစ်ထောင်ပိုင်းကြီးကိုအလွယ်တကူဝယ်နိုင်ပါမလား ။သူငင်းခဲ့ရင်သူသဘောမတူခဲ့ရင်ဘာပြဿနာတွေထွက်လာမည်နည်း။ကျွန်တော်ကိုချက်ချင်းအပြစ်ဒဏ်ပေးလိမ့်မလား။မဖြစ်နိုင်ရွှေတင်းကရောင်းသည့်ငွေများသူ့ဝိတ်ထဲဝင်မိလိမ့်ပြီ။ငင်းငင်းငင်းမီကျွန်တော်ကိုသူဒုက္ခပေးနိုင်တော့မည်မဟုတ်တော့။ဗာလင်ဂွေလီမျိုးမထောင်တို့ရောက်သည့်အထိဆောင်ရမလား။ဗာလင်ဂွေလီထောင်မှာထောင်ကြီးဖြစ်ထောင်ကြီးသဖြင့်ပိုအဆောင်ချက်များဤကြော်ရမီထောင်နေရန်ပုံမြင့်ဤရှင်ရမီပြဿနာများပိုဆုံးမီပိုများမီ တကယ်တော့ထောင်အုပ်ရိုးကိုကြော်နိုင်ပြီးနောက်အခြားနိုင်ငံတစ်ခုတို့မပြေးနိုင်သေးရင်လေကျွန်တော်အတွက်ပြဿနာမဟုတ်တာပါကိုဝါဂျီလာလူရိုင်းတို့ရွာပြန်သွားပြီးကျွန်တော်မင်းဟာလာလီနဲ့ဇိုလာမာရိုနဲ့တူပြန်ခေတ္တနေလိုက်ုံရှိထိုရာမှာတောင်ကုန်းပေါ်တွင်နေသောလူရိုင်းများနဲ့ဆက်ပြီးဗင်နီဇိုလာနိုင်ငံဘက်သို့ဆက်ပြေးနိုင်ရန်ကြံပြီးဖြစ်၏နောက်တနေ့လောဆောင်ရသောရွှေတင်းကားရောင်းသည့်လုပ်ငန်းမှာအလွယ်တကူပင်ပြီးဆုံးသွားခဲ့ပါသည်မနက်9နာရီတွင်ထောင်ပိုင်ကြီးကရွှေတင်းကားဝယ်ယူမိကုန်တယ်နှင့်ကျွန်တော်ကိုစုံပေး၏ကုန်တယ်မှာအသက်60ခန်းရှိမီငွေမဲရောင်ဝတ်စုံကိုဝတ်ဆင်ထား၏ မင်းမင်းကြီးမေကျွန်တော်ကိုဖော်ယူစွာနှုတ်ဆက်ကျွန်တော်လီဘရနိုင်ငံကပြောင်းလာတာပါတင်းတဲ့စကားကိုကျွန်တော်ကောင်းကောင်းပြောတတ်ပါတယ်ခမားမှာပီဆိုရွှေတင်းကားတွေရှိတဲ့ဆိုကျွန်တော်အမြင်ဆုံးစေးပေးမယ်ဘယ်နဲ့လဲတပြားပီဆိုငွေ900ဆိုရင်ရောင်းလေးကတပြားပီဆိုငွေ650ပါခမား650တော့ဘလို့မှမပေးနိုင်ဘူးခမားမဟုတ်မတရားစေးကြီးကိုတရားရုံးကကြားဝင်ပြီးခမားကိုကြောက်တွန်းဝင်တာနဲ့တူတယ်အများဆုံးစေးက950ပါ600ပါ950တတ်တော့မပေါ်နိုင်ဘူးခမား980ဈေးနဲ့အယောင်းဝယ်ဖြစ်သွား၏ဂုံတယ်ပြန်သွား၏ မင်းတိုက်တော်တာပဲ။ကိုင်းဆိုပါအောင်တပြားပေါ်မှာငါတော့ကဘလောက်လဲ။ဖာမန်ကြီးကရွှေလန်းအားရတော်လေးတန်ပြေကျွန်တော်ကိုမေးလိုက်။တပြားပေါ်မှာ250ယူလေဗျာ။ခမားမူလာတောင်းတော့ကတပြားပေါ်မှာ100ပဲမဟုတ်လား။ခု250နှုံးတော့ရနေပြီပဲ။ထောင်မန်ကြီးကဂျင်းနဲ့စွာကောင်းကျင်းလိုက်။နောက်ကစားတစ်ခုကြံသေးတယ်ဆိုတော့ရောပြောမယ်လေဗျာ။ဒါပေမဲ့ပထမဆုံးဘဲဂျင်းကောင်းစစ်ဝင်တဲ့တွေ့ပြရစီအောင်ဒီငွေတွေအလိုက်ချင်းသေးတယ်။ဘဲဂျင်းကောင်းစစ်ဝင်ရောက်လာ၏။ပြီးဆုံးငွေ1600ကိုကျွန်တော်အလိုက်၏။ ထောင်ပိုင်ကြီးရသွားသည့်ဝေစုမှာပြီးစုငွေ1280ရှိကျွန်တော်ဒီလချင်းကန်းကျုပ်တွင်အနက်ထားသောပလဲများအကြောင်းကိုထောင်ပိုင်ကြီးကပြောပြလိုက်ဒီပလဲတွေကမင်းပိုင်ပစ္စည်းပဲမင်းကိုပြန်ပေးရမှာပေါ့သူ့လက်ထဲရှိနေတဲ့ဆိုတဲ့အကြောင်းလဲရဲကိုလည်းအကြောင်းကြားဖို့ကောင်းတယ်ငါကိုလည်းအကြောင်းကြားဖို့ကောင်းတယ်ခုသွားတွေ့ရမလားမတွေ့နဲ့ဦးကျွန်တော်စာရဆောင်ရေးလိုက်မယ်စာကိုကျွန်တော်ပြင်သစ်လို့ရေးပေးလိုက်မယ်ကိုင်းချုပ်ဒီလာရှင်ကြီးကပြင်သစ်လို့မတက်ဘူးခမားဟိုရောက်ရင်အိုင်ယာလန်သူကျွန်တော်မိတ်ဆွေဒီလာရှင်လေးကိုအရင်ခေါ်ခိုင်းဒီဒီလာရှင်လေးကိုကျွန်တော်စာကိုဘာသာပြန်ခိုင်းမှာ ကျွန်တော်ထောင်မှန်ကြီးရုံးတစိပ်ပါတော့စာရွက်ပေါ်စာတစောင်းကောက်ယူလိုက်။ဂိုင်းကြောက်ကြီးခမဆရာကြီးတို့ဒီလားရှင်ချောင်းကိုတနေ့ကဖះရှင်လမ်းညွှန်မှုကြောင့်ကျွန်တော်ဝင်ခုတ်ခဲ့ပါတယ်။အပြစ်မဲ့ခဲ့တဲ့ကျွန်တော်အပေါ်မှာလည်းဖះရှင်အလိုကျတဆန်းသမျှအကူအညီများပေးမယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒါကြောင့်လည်းကျွန်တော်ရဲ့ပလဲများပါတဲ့အေကူရောင်ယုံကြည်စွာအံ့နံခဲ့ပါတယ်။ဘယ်သူလက်ထောက်ချပြီးရဲကိုအကြောင်းကြားခဲ့တဲ့အတွက်ကျွန်တော်ဖမ်းခံရသူကိုကျွန်တော်တွေ့ရမရပါ။တို့တော့အေကောက်ချစ်တော်ယုံမာသည့်အဖြူမှုမျိုးကိုဖះရှင်မဲရဲ့တမိတော်များဖြစ်တဲ့ဒီလရှင်တွေကတော့မိသူများဖောက်ပြန်ပြီလို့မျိုးကျွန်တော်မယူဆပါ ကျွန်တော်ဆရာကြီးကပညာလို့ဒီမှာကျွန်တော်ဆရာကြီးထံ NND ပလဲများအားယခုစာယူလာသည့်ထောင်ပိုင်းကြီးတို့ပေးလိုက်ပါခင်ဗျာ။ဤစာကိုပလဲများပြန်လည်ပေးပြီးကြောင်းဖြတ်ပိုင်းပြေစာဖြစ်လဲရိုးစသိမ်းစီထားနိုင်ပါတယ်။ရိုးသေးစွာဖြင့်ပါပီလုံးဒီလရှင်များအကြောင်းမှာထောင်မ9မိုင်ခန့်အဝေးသာရှိထို့ကြောင့်ထောင်ပိုင်းကြီးမှာတနားဤပူပူခန့်အတွင်းအကြောင်းမှပြန်ရောက်လာ၏။ရောက်ရောက်ချင်းပင်ကျွန်တော်ကိုခေါ်ခိုင်း၏။သူ့လက်ထက်တွင်ပလဲအိတ်ကိုကင်ထား၏။ကဲမင်းပလဲတွေရေးကြည့်အောင်ရင်လားလို့ ကျွန်တော်ချက်ချင်းရေးတော့ကြည့်မှန်မမှန်ကိုကျွန်တော်မပြောတတ်ပါအဘဲကြောင့်ဆိုတော့စစောကကျွန်တော်ရေးတွေ့ထားဖို့ဒီမှာမဟုတ်ပေပဲယခုရေးတွေ့တော့ခါနိုင်လုံးရေ980နှလုံးရှိမှန်လားမှန်ပါလေပြောက်တာလုံးဝမရှိဘူးနော် မရှိပါဘူး gain ဘယ်လိုပြန်ရခဲ့လဲဆိုတာပြောပြပါအောင်ဘာမှအထူးငါမကြိုးစားရပါဘူး gain တော့ဒီကိုအကြောင်းရှိမှပဲတွေ့တယ်မင်းစာကိုဟိုတီလာရှင်လေးကဘာသာပြန်ပြီးတာနဲ့ဘာတလုံးမှမမိဘူးသူ့အန်ဆွဲတဲ့ကပလဲအိတ်ကိုထုတ်ပြီးငါ့ကိုပေးလိုက်တာပဲ နောက်သူပြောလိုက်တာတော့ဒီဒုက္ခတင်နေပတ်သက်၍အပြစ်ရှိတဲ့လူတွေကိုဖះရှင်ကခွင်လွတ်ပါစေ။ဆရာကြီးကသူ့အတွက်အမြဲဆုတောင်းပေးနေပါတယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်နှလုံးသားအတွင်းတိုင်းချိန်ပြီးဒီလားရှင်ကြီးကိုကျေးဇူးတင်လိုက်ပြီးမင်းပလဲတွေကိုပဲတော့ရောင်းမလဲ။မနဲ့ပြန်။음ကောင်းပြီလေငါအားလုံးစီစဉ်ထားလိုက်မယ်။ရော့မင်းအတွက်ဟောဒီပြင်သေးဝိုင်းအရန်နှစ်ပလဲနဲ့အစားစရာတွေဝယ်ခဲ့တယ်။မင်းဟာလူသားသမားဆိုပေမဲ့ကိုယ်စကားကိုကိုယ်တိုင်အမြဲဆောင်ထင်းတတ်တဲ့လူမင်းတို့လူမျိုးကောင်ကဂုံယူတယ်။မင်းဒီအရန်နဲ့စားစရာတွေမင်းခန့်ယူသွားပြီးဒီညမင်းရဲ့ဘော်တွေနဲ့ပြပြပပစားပြီးတော့ ကျွန်တော်ခန်းပြန်ရောက်တင်စားတော့ပွဲကိုစားတော့ဤဝိုင်းရက်ဝက်ပောင်ချောင်းနေပြင်းနေပါမုံရှေ့ကြီးများမှာကျွန်တော်တို့နေဝင်းနေဒီမှာကြာပြီဖြစ်တော့အစားတော်များပြီဖြစ်ရှင်နေငါးပြီးရင်ရှင်နေကတော့တကယ်ကျွန်တော်တို့အတွက်ခုခုလောက်ပေးနိုင်မလားတယောက်ကမေးလိုက်ကျွန်တော်လည်းမပြောတတ်သေးဘူးရှင်နေကငွေမပေးခင်ဒီပြဿနာကိုအထူးခြားစဉ်းစားကြအောင်ပါတင်တယ်ကျွန်တော်ရေပေါ်များကြီးအတွေးမှာအလုံးတိမ်လာပါသည်ကျွန်တော်ပြောသည်များအကျွေးမဲ့ယုံကြည်နေကြဟန်ရှိကျွန်တော်ရှက်မိပါသည်နောက်တနေ့တွင်ရွှေရင်းကားဝယ်သွားသောကုန်တယ်ကြီးနေမြင်ပြန်တွေ့ရ၏ ပလဲများရောင်ချတိလုံးမှာရွှေတင်းကရောင်ရတဲ့ကဲ့သို့မမြန်ပါအရွယ်အလိုက်အသွေးအရောင်လိုက်အပြည့်အနာစာလိုက်အုပ်စုများခွဲရဤတံမိုးတမန်ရဤတောင်ရကြဟောအမျိုးမျိုးညီနိုင်ပြီးမှအယောင်ဝဲကိစ္စအားလုံးပြီးဘဲကျန်ကောင်းစေးဝင်အတွက်ပန်းရောင်ပလဲတလုံးနဲ့အနံ့ရောင်ပလဲနဲ့နှလုံးကိုလက်ဆောင်ပေးရန်ဖဲထားလိုက်ဤပလဲသုံးလုံးဤတံမိုးမှာပြီးစုံဝင်9000ခန့်ရှိမိဦးတရားဤလက်ဆောင်ပလဲသုံးလုံးကိုလက်ခံရန်ကောင်းစေးဝင်ကိုခက်ခက်ခဲခဲပေးရပါသည်တိုးတော့သူလက်တွင်ထက်အပ်သောပလဲရောင်ရသည့်အထင်မှပြီးစုံဝင်1500ကိုမူအလွယ်တကူလက်ခံပါသည် ကျွန်တော်ကောင်းစေဝင်ထန်းလိုက်အနန်ထားနိုင်သည့်ငွေမှာယခုပီဆို2900ရှိလေပြီ။အင်ငွေမှာနေသည့်ငွေမဟုတ်ပါ။ကိုလံဘီယာနိုင်ငံသားရဲ့လာခကောင်းသောအလို့သမားတရားကြီးဝင်ငွေမှာတနေ့10ပီဆိုမှ10ပီဆိုအတွင်းသာရှိ။ထောင်ပိုင်ကြီးမှာကျွန်တော်ကိုအခုပေးသည့်မြယခုရသွားသည့်ငွေမှာပီဆိုငွေ2300တိတိရှိ။ကျွန်တော်တွင်ရှိသောငွေအားလုံးကိုပုံပေးပြီးသူ့ကိုကျွန်တော်စီယုံ၍ရနိုင်ပြီလား။ဒီမှာထောင်ပိုင်ကြီးခမရုနိုင်ငံမှာစီးပွားရေးလုပ်ငန်းကြီးတစ်ခုခုကိုစားလုပ်ခြင်းရင်ငွေရင်းဘလောက်လိုမလဲ။ပီဆို9600လောက်လိုမယ်ထင်တယ်။ ခမားကိုကျွန်တော်တခုမေးမယ်တိတိချာချာစဉ်းစားပြီးမှပြင်တော့ကျွန်တော်လက်ထဲမှာအခုပေဆို2000ရောရှိတယ်ဒေငွေအားလုံးခမားမလိုချင်ဘူးလားဘာလို့မေးရလဲမင်းဘာလို့ချင်လဲရှင်ရှင်ပြောရရင်တော့ကျွန်တော်လွတ်မြောက်ချင်တယ်ဗျာကျွန်တော်ရှိတဲ့ငွေခမားကိုအကုန်ပေးပါမယ်ကျွန်တော်ကိုခမားကကူညီရင်ကူညီပါလားထမန်ကြီးတီကျွန်တော်မျက်နာကိုရုတ်တရက်အသေးစားဆိုက်ကြည့်လိုက်ဓမ္မနိကန်ဘာမှမပြောသေးပဲချင်းချင်ကြည့်နေပြီပပီလုံမင်းနဲ့ငါဟာထောင်ပိုင်းနဲ့အကျဉ်းသားမဟုတ်တော့ဘူးမိစေတွေဖြစ်နေကြပြီမင်းစီက900ပြီးတဲ့ငွေတွေကလည်းနေတဲ့ငွေမဟုတ်ဘူး မင်းငွေတောင်းပေးငါအခုကိုပိုင်အင်ဝယ်နိုင်တော့မယ်ငါသားကိုကြောင်းကောင်းကောင်းထားနိုင်တော့မယ်မင်းကျေးဇူးတွေငါပေါ်ရှိနေပြီဆိုရင်လည်းဟုတ်တယ်ဒါကြောင့်မင်းကိုငါဒုက္ခလည်းမရောက်စေချင်ဘူးမင်းငွေကိုလည်းငါမတရားဘာမှထမ်းမလို့ကျင်တော့ဘူးငါပြောပြမယ်ငါမင်းကိုဘလို့ပဲကုညီအောင်ကုညီအောင်မင်းဒီကဘလို့မှလွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူးကိုတေရင်ကိုမတူးချင်ပါနဲ့ဟုတ်ဘူးလေဗျာလူတကောအကျံတမျိုးပေါ့တကယ်လို့ကျွန်တော်အကျံကတကယ်ကိုလက်တွေ့လွတ်နိုင်မဲ့အကျံဖြစ်နေရင်ကိုဒါဆိုတော့ကောင်းတာပေါ့ဒါပေမဲ့တည်တည်ချာချာစဉ်းစားပါအောင် ။ထမင်းကြီးခင်ဗျားမှာရုံရရဲ့တံငါတဲ့မိတ်ဆွေတရားလောက်မရှိဘူးလား။ရှိပါရဲ့။အဲ့ဒီတံငါစီကလေတစ်စင်းလောက်ဝယ်လို့မရနိုင်ဘူးလား။မသိဘူးမေးကြည့်ပြီးမှပြောနိုင်မယ်။ဟေးတစ်စင်းဟာအကျန်းတံမိုးဘလောက်ရှိမယ်ထင်တယ်လေ။ပေးဆို2000လောက်ရှိလိမ့်မယ်ထင်တယ်။လေကိုရအောင်ရှာပါ။လေဘိုးကျွန်တော်9000အထိပေးမယ်။နားဟောခင်ဗျားရဲ့ကိုညီမှုအတွက်ပေးဆို2000ပေးမယ်။အာ2000တောင်းအောင်အတွက်မလိုပါဘူးကွာ1000ရရင်တော်ပြီကျန်1000ကိုမင်းအတွက်လိုမဲ့တခြားကိစ္စတွေမှာမင်းချိုက်တယ်လို့တော့မှာဒါဖြင့်ခင်ဗျားစူးစမ်းကြည့်ဗျာပြီးမှကမင်းတယောက်တည်းလား ၃ယောက်အေးငါမိတ်ဆွေတငါနဲ့ငါဆွေးနွေးကြည့်အောင်မေ။ထမန်ကြီးမျက်နှာမှာဘကွက်သားကြီးမျက်နှာမျိုးဖြစ်မျက်နှာမြုံနဲ့ယုံကြည်စိတ်ချစရာဘာမှမရှိပါ။သို့တော့ကျွန်တော်စိတ်ထဲနဲ့သူ့အပေါ်ယုံကြည်နေမိသောထူးဆန်းသည့်အာပြူချက်တစ်ခုရှိ။ဘာအာပြူချက်ဖြစ်သည်ကိုကျွန်တော်မပေါ်ပြတတ်။ထွက်ပြေးမိအစီအစဉ်ကိုမာချူရနှင့်ဂလိုစီကိုပထမဆုံးပြောပြလိုက်၏။နောက်လုံးမှကျွန်တော်နှင့်အတူလိုက်ပြည့်ရန်သဘောတူ၏။ကျွန်တော်ပေါ်အကျွေးမဲ့ယုံကြည်မှုရှိကြသည့်ဖြင့်သူတို့အနေနဲ့ကင်းရှင်းရေးအတွက်အစွမ်းကုန်ဖြင့်ဆင်မှုလုပ်ရမိတာဝန်ကိုချက်ချင်းသတိရလိုက်မိ။ ညာ9နာရီချိန်ဖြစ်ကျွန်တော်ဒီကြံလူများအားလဲကျွန်တော်တို့ဤထွက်ပြေးမိကြည်ရွယ်ချက်ကိုပြောပြလာ၏ခင်ဗျားတို့အားလုံးကိုလည်းကျွန်တော်စောစောကပဲပုံမလင်းလင်းပြောပြထားမယ်ကျွန်တော်ဒီထောင်ကပြည့်ုံမယ်ပြေးဖို့လဲအားလုံးစီစဉ်ပြီးပြီပြဿနာကတော့တစ်ဖက်ကနေတာဝန်ယူကိုမဲ့လူက3ယောက်ကိုပဲတာဝန်ယူတယ်3ယောက်ပဲပြေးလို့ရမယ်ခမရူအလုံးတည်းအတိုင်းမာဂျူရနဲ့ကလိုစီကတကြုံကထွက်ပြေးစားကလေးကအတူတူပြေးခဲ့ကြတဲ့လူတွေဆိုတော့အခုကျွန်တော်နဲ့နှစ်ယောက်ထဲလိုက်လို့ရတယ်ဆိုရင်တို့နှစ်ယောက်ကိုကျွန်တော်ဦးစားပေးရွေးရမှာပဲဒီလိုကျွန်တော်ရွေးတာကိုမတရားဘူးထင်ခင်ဗျားတို့ခုပြောင်းပြောကြပါ ဗြိတိန်တို့ဘက်မှမိသူများကျွန်တော်ကိုအပြစ်မပြောပါအားလုံးသဘောတူထောက်ခံကြ၏နောက်တနေ့တွင်ထောင်ပိုင်ကြီးကဒုမိတ်ဆွေတငါတနေ့ညှိခဲ့ပြီဖြစ်ကြောင်းကျွန်တော်ကိုပြန်ပြောပြ၏ပင်လခီမသုံးဖို့ငါကိုဗာပစ္စည်းတွေရှာပေးစေခြင်းတည်းတည်းလေတောက်ရီဆဲကလည်းဗျောင်းမှုမှုန့်ပေါင်း90လောက်နဲ့စီနှကလည်းလောက်ရရင်တော့ပါပြီငါလည်းမင်းကိုစွမ်းကုန်ကူပေးနေတာပဲအမှန်ပြောရရင်စောစောလုံးကတော့ငွေအတွက်ကူတာမှန်ပေမဲ့ကူတော့မင်းကိုရင်းနှီးလို့ကူနေတာပါဒါပေမဲ့ကွာငါလည်းတွေးပြီးကြောက်နေတယ်မင်းထွက်ပြေးမယ့်ကိစ္စအကြောင်းငါစီတိုင်းရိုက်ပြဿနာတစ်ခုခုတက်လာရင်တော့ဒုက္ခပဲ ခင်ဗျားဘာမှမစိုးရိမ်ပါနဲ့ဘာပြဿနာမှမဖြစ်လာစေရဘူးခင်ဗျားလက်ထောက်ထောင်ပိုင်တာဝန်ကြတဲ့အချိန်မှာပြေးမယ်မင်းပြေးမဲ့အစီအစဉ်ကတော့ခင်ဗျားကကျွန်တော်တို့အခန်းပြမှာစောင့်နေတဲ့ညာဘက်အဆောင်အရေအတွက်ကိုတဖြည်းဖြည်းမတိမတာလျှော့ပေးပါကောင်းတာကပရမတ်တယောက်လျှော့နောက်သုံးရက်လောက်ကျတော့နောက်တစ်ယောက်လျှော့တယောက်တည်းကျန်တော့အဲ့ဒီအဆောင်ကိုကျွန်တော်တို့အချုပ်ခန်းတကားမှကြီးရှိတဲ့တဲမှာနေရာယူပြီးစောင့်ဖို့ပြောကျွန်တော်မိုးရမညာညာရောက်တဲ့အထိတီးခံပြီးစောင့်မယ်အရင်ညမှာခင်ဗျားလျှက်စစ်မီးကိုတနည်းနည်းနဲ့ရှော့ဖြစ်အောင်လုပ်ပြီးထောင်းနေရာမှာကပ်ပြီးထွန်းထားတဲ့မီးတွေငိမ့်သွားအောင်ကိုပါ ကျွန်တော်တို့အချုပ်ခန်းပြတင်းပေါက်ကခုံထွက်ပြီးပြေးမယ်။ပြည်သမားကိုတော့လော်တက်သုံးဦးနဲ့ကျွန်တော်တို့ရရောက်ချင်းရွက်ပွင့်သွားနိုင်အောင်ရွက်ကိုအစင်းနဲ့လှောက်ထားလို့ပြောပေါ့ဗျာ။လေကိုဆက်အသေးစားလေးတစ်လုံးနဲ့တက်ထားတယ်။ဒါဆိုရင်လည်းပိုကောင်းတာပေါ့ဗျာ။ကျွန်တော်လေသမားအတွက်ငွေ9000ကိုထုတ်ပေးလိုက်ဤအားလုံးအသိဖြစ်လေပြီ။ကျွန်တော်စီစဉ်သည့်အတိုင်းပင်အချုပ်ခန်းအပြင်ပန်းတိုင်းစောင့်နေတော့အဆောင်ကြီးတို့မှ9ရက်အတွင်း3ရောက်မှ2ရောက်ဖြစ်သွား၏။မိုးကိုသာဆောင်မြော်ရတော့မီအချုပ်ခန်းပြတင်းပေါက်မှတန်တိုင်းများကိုလည်းအစင်းသိမ်ဖြတ်ထားပြီးလေပြီ။ပြဿနာမှာမိုးမရွာပါ။ ညနေပိုင်းတွင်တည်တည်ထန်ထန်တစ်ချက်ရွာလိုက်သည်နှင့်ကျွန်တော်တို့ရဲဘော်၃ယောက်လုံးထောင်ပြင်ဘက်ရုတ်ချီရောက်သွားတော်မူဖြစ်မိုးတပေါင်းမြမရွာအန်စရာဖြစ်မိုးတယ်လာသည့်တိမ်များကိုပင်မတွေ့ရ16ရက်တိတိရှိသွားပြီညသည်မိုးဆောင်နေကြသောကျွန်တော်တို့အဖွဲ့သားများမှရင်မောရလုံးသဖြင့်ဒီမခံနိုင်အောင်ဖြစ်နေကြပြီတနေ့ကနေ့မနက်တွင်ဖြစ်အထောင်ပိုင်းကြီးကျွန်တော်အချုပ်ခန်းသို့ကိုရိုင်းလာရောက်ပြီးသူရုံးခန်းသို့ခေါ်ထုတ်သွား၏ရုံးခန်းတွင်သို့ရောက်လျင်ရောက်ချင်းပင်ဘာဖြစ်လို့ရင်ဒီညကတော့မင်းအတွက်နောက်ဆုံးညပဲ နက်ဖြန်မင်းကိုဗာလင်ကွေလီမျိုးကိုပို့လိုက်ပါဆိုတဲ့အမေရောက်နေပြီ။ငါမနက်ဖြန်မင်းကိုတခြားလူလက်ထဲလွှဲပေးရတော့မယ်။ဒီညမောကရွာရင်ရွာမရွာရင်တော့မင်းကုတော့ပဲ။ထုံညရင်လည်းမိုးမရွာပါ။